ရိုနီတွေနဲ့လဝါချင်းရိုက်ပြီးတင်ဖြူအားကစားကွင်းကိုအဆောက်အဦဆောက်လုပ်ဖွင့်ပြုလုပ်တဲ့အတွက်ပန်းဥယျာဉ်နဲ့ကစားကွင်းများကာကွယ်ရေးဖွဲ့ကရပ်ပေါင်း60တွင်တရားစွဲသွားမယ်လို့တုံ့ပြန်လိုက်ပါပြီ။ဘသူတွေကိုတရားစွဲမှာလဲ။တင်ဖြူအားကစားကွင်းမှာအဆောက်အဦဆောက်လုပ်ဖွင့်ရသွားတဲ့အေရှားမြန်မာကွန်ဆိုရီယံဒေဗလော့ပ်မန့်ပါဝင်ရန်ကုန်စီပင်ရန်ကုန်တိုင်းဆိုရနဲ့မြန်မာနိုင်ငံယင်းနှိမ့်မြုံနယ်မှုကော်မရှင်တို့ကိုတရားစွဲသွားမှာဖြစ်ပြီးဆွဲဆိုမဲ့ပုံမှန်တွေကိုတော့မပြောနိုင်သေးဘူးလို့ဦးဝင်းမင်းကဆိုပါတယ်။ တရားဆွဲမဲ့ဟာတော့ခုနပြောတဲ့၄ခုပေါ့နော်အဒီထဲမှာလည်းပါတယ်အဲအဲ့၄ခုရဲ့ဝင်းကျုပ်ကော်မရှင်မြို့တော်ဝင်ကုမ္ပဏီနော်ဘာပုံမှန်လဲဆက်လို့ဆိုဆရာတို့ကဒီဆရာရင်းနဲ့ပြန်တိုင်ပင်ရပါမယ်ဟုတ်အဲဆွဲတဲ့ပုံမှန်တွေပေါ့ဆရာတို့မှအများကြီးရှိပါတယ်ချက်သိမ်းပေါင်းတသိန်းကျော်တန်တဲ့တင်ဖြူအားကစားကွင်းမြေကိုတင်း9000နဲ့လောက်ပိုင်ခွင့်ပေးခဲ့လို့နိုင်ငံတော်ကရမယ့်ဘဏ္ဍာလဲဆုံးရှုံးခဲ့တယ်လို့လက်ရှိဆောက်လုပ်နေတဲ့စီမံကိန်း၄ခုကြောင့်ရင်ကျော်ပိတ်ဆို့မှုတွေဖြစ်နေတယ်လို့ အဝီစီတွင်းနေကြောင်းမြေပြိုနိုင်မှုတွေလည်းရှိတယ်လို့ဂျွန်၁၇ရက်နေ့ကသတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောဆိုခဲ့ပါတယ်။ကျွန်တော်ဥပဒေစေပမာဏတွက်ချက်မှုတွေရဆိုလို့ရှင်ဒီတိမ်မီကွင်း project တစ်ခုတည်းကြောင်းပဲဖြစ်လာတဲ့ရင်ရောနောက်ထပ်ပိတ်ဆို့လာတဲ့ရင်ရောအရှိစုစုပေါင်း20နဲ့တပိုင်အောင်ရှိပါတယ်။အဲဆုတွေလည်းမင်္ဂလာလုံးဒီစိတ်ကိုအသွားပြန်ခင်ပါတနအီကိုနှစ်မိုင်ရောရှိပါတယ်။တကယ်လို့သာဒီ project ပြီးအောင်လို့ရှင်ကျွန်တော်မင်္ဂလာတောင်မျိုးနယ်တမျိုးနယ်လောက် ကားတမားတွေအမတန်ကြောက်ပြီးတော့မတော်တဲ့မလာတဲ့နေရာတစ်ခုလို့ဖြစ်လာပါတယ်။နောက်တစ်ခုကအဝီစီးတူတွဲနေပြရမယ်။တကယ်လို့များအုံတော်စေအုံတော်စေရှိတဲ့ရေလိုင်းတွေကဒီ project တော့မလုံလောက်ဘူးရှင်သူတို့အဝီစီးတွဲနေတူပါမှာဖြစ်ပါတယ်။တကယ်လို့အဝီစီးတွဲနေတူတဲ့အခါမျိုးမြေအောက်ရေလွာတွေတဖြည်းဖြည်းနဲ့ကျွန်ကြလာတဲ့အချိန်ကြလို့ရှိရင် foundation အရန်နဲ့တဲ့အဆောက်အဦတွေပြဿနာရှိတော့တယ် foundation အဲခတ်တိန်တွေလုပ်ထားတဲ့ကျွန်တော်တို့96ဝင်းညာဆောက်ထားတဲ့ဆောက်ယူတွေကမြေလမြေကျွန်းကြမ်းနဲ့အလယ်နဲ့ရင်ဆိုင်ရလို့ရှိပါတယ်။အုတ်ချုပ်ရေးပိုင်းဟာတရားစီရင်ရေးကိုဝင်ဆွတ်ဖက်နေတာကြောင့်မှန်ကန်တဲ့တရားစီရင်ရေးနဲ့နိဏာသူတွေကိုအမှန်တရားနဲ့ကုစားမှုမျိုးလိုအပ်တယ်လို့ဦးဝင်းမင်းကပြောပါတယ်။တိမ်ယူခွင်းမှာအဆောက်အဦဆောက်လုပ်တာနဲ့ပတ်သက်ပြီးဆန္ဒပြမှု၄ကြိမ်တည်င်းစာရှင်းလင်းပွဲ၃ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။အုတ်ချုပ်ရေးပိုင်းကနေတရားစီကိုဆွတ်ဖက်တဲ့အခါကျတော့မှန်ကန်တဲ့ တရားစီရင်စနစ်ဖြစ်ပေါ်လာနိုင်နောက်ပြီးတော့ဟိုနိဒာသူတွေကအမှန်တရားကိုအမှန်တရားရဲ့ပြာဝင်ကိုမရရှိနိုင်ဘူးအဲ့အတွက်ကြောင့်ပြည်သူလူထုအားလုံးကဘယ်လိုခေါ်လဲလက်တဲ့နှစ်ပေါ့နော်နိဒာမှုတွေများပြားလာမယ်အဲ့ဒီအတွက်ကြောင့်ဆရာတော်ဒီပုစုရေးဘန်းကြီးတရားစီရင်ဒီကနောက်တော့မနှောင်းမှုဟိုတရားလွတ်တဲ့အဖွဲ့စည်းတရားစီရင်ဖွဲ့စည်းတရားလွတ်တဲ့အဖွဲ့စည်းဖြစ်ဖို့ဆရာတို့စူးစမ်းနေပါတယ်